မက်ဆီနဲ့ရိုနယ်ဒိုနှစ်ယောက်မှာဘသူနဲ့တွေ့ကစားခြင်းတည်းလဲထုတ်ပြောလိုက်တဲ့ကေဗင်ဒီဘရိုင်းဂိုကြီးနှစ်ပါးနဲ့ဘသူနဲ့တွေ့ကစားခြင်းတည်းလဲပြောလာသူကကေဗင်ဒီဘရိုင်းမှာအသက်33နှစ်ရွယ်ရှိပြီဖြစ်တဲ့ဘေဂျီယန်နဲ့မန်စီးတီးကွင်းလှည့်ကစားသမားကေဗင်ဒီဘရိုင်းဟာဒီဘက်ခေတ်မျိုးဆက်ကစားသမားတွေထဲမှာအကောင်းဆုံးကွင်းလှည့်ကစားသမားတွေထဲကတူလို့ပြောရင်အားလုံးငင်းနိုင်ကြမယ်မထင်ပါဘူးဒီဘရိုင်းနာဟာသူ့ရဲ့ကစားသမားဘဝကိုဘေဂျီယန်ဘောလုံးကလပ်အသင်းတစ်သင်းဖြစ်တဲ့ KRC ဂျန့်အသင်းရဲ့လူငယ်အကယ်ဒမီမှာစတင်ခဲ့ပြီး တတန်လိုက်လူငယ်အသင်းတွေကနေတစဉ် KRC ချန်အသင်းကြီးကစားသမားတယောက်အဖြစ်ပွဲထွက်ခွင့်ရခဲ့ပါတယ်။အဲဒီနောက်ကေဗင်ဒီဘရိုင်နာဟာ KRC ချန်အသင်းကနေအင်္ဂလန်ပရီးမီးယားလိထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ချယ်ဆီအသင်းကို2012ခုနှစ်မှာပြောင်းရွှေ့ခဲ့တာပါ။အဲဒီနောက်ပိုင်းမှာလူငယ်ကစားသမားကေဗင်ဒီဘရိုင်နာဟာချယ်ဆီအသင်းမှာပုံမှန်ပွဲထွက်ခွင့်မရလို့ဂျာမန်ပိုတက်ရှ်လီဂါကလပ်ဝါတာပရီးမီးယားအသင်းကိုအငှားထွက်ကစားခဲ့ရပါတယ်။2014ခုနှစ်မှာတော့အဲဒီအချိန်ကချက်စီနီပြဟိုဆေးမော်ရီညိုက ကယ်ဗင်ဒီဘရိုင်းကိုယူရို22တန်းနဲ့ယူမိုက်စာဘွန်ဒက်စ်လီဂါကလပ်ဝူဘတ်အသင်းစီကိုအပြစ်သက်ရောင်းချခဲ့တာပါဒီဘရိုင်းဝူဘတ်အသင်းမှာအထူးခြေစွမ်းပြသခဲ့တာကြောင့်ပရီးမီးယားလိဂ်ကလပ်မန်စီးတီးအသင်းကသူ့ကိုမျက်စိချခဲ့ပြီးယူရို86တန်းနဲ့ဝယ်ယူခဲ့ပါတယ်ဒီဘရိုင်းဟာမန်စီးတီးအသင်းနဲ့အတူကိုယ့်နဲ့အတွင်းစူဖလာမျိုးစုံသိမ်းပိုင်နိုင်ခဲ့တယ်လို့မန်စီးတီးအသင်းရဲ့ရေးပါတဲ့ကဏ္ဍဝင်ကစားသမားဖြစ်ခဲ့ပါတယ်ဒါပြင်ဒီဘရိုင်းဟာပရီးမီးယားလိဂ်ရဲ့အကောင်ဆုံးကွင်းလဲဖန်တီရှင်တယောက်ဖြစ်ရှိနေတယ်လို့ကမ္ဘာအကောင်ဆုံးကွင်းလဲလူတွေထဲကတဦးအဖြစ်မှတ်တမ်းဝင်ခဲ့တာပါ ဒါပေမဲ့လည်းအခုအချိန်မှာဒီဘရိုင်းဟာကစားသမားပွားရေးနေဝင်ချင်းကိုရောက်ရှိနေပြီဖြစ်ပြီးမကြခင်လာမယ့်နေရာဒီမှာမန်စီးတီးအသင်းကထွက်ခွာဖို့ရှိနေတာဖြစ်ပါတယ်။ဒီလိုမန်စီးတီးအသင်းကထွက်ခွာတော့မယ့်ဒီဘရိုင်းအနေနဲ့တချို့သောသတင်းတွေအရရွေးချယ်စရာလမ်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့ရိုနယ်ဒိုရှိတဲ့ Sorry Arabia Club အင်တာစာကိုသွားမလား။မက်ဆီရှိတဲ့ Major League Club အင်တာမိုင်ယာမီကိုသွားမလားဆိုတာပါ။ဒီလိုဒီဘရိုင်းတယောက်ဘယ်အသင်းကိုသွားမလဲဆိုတာပြည်သက်တွေခံမရခံနေပြီမြေ ဒီဘရိုင်းကတော့အင်တာဗျူးတစ်ခုမှာမက်ဆီရိုနယ်ဒိုတို့နှစ်ယောက်အနေနဲ့ဘယ်ကစားသမားနဲ့တွေ့ကစားကျင်တယ်လဲဆိုတာအင်တာဗျူးတစ်ခုမှာအခုလိုပြောပြပါဗျ။မက်ဆီနဲ့ရိုနယ်ဒိုတို့နှစ်ယောက်တည်းကကျွန်တော်အတူတူတွဲကစားခြင်းနဲ့ကစားသမားတယောက်ကိုရွေးရမယ်ဆိုရင်တော့ရိုနယ်ဒိုကိုပဲရွေးချင်ပါတယ်။ဘာလို့လဲဆိုတော့ရိုနယ်ဒိုကကိုသွင်းရကောင်းတဲ့တိုက်စစ်မှုစစ်ဆေးတယောက်ပါ။မက်ဆီကတော့ကိုဖန်တီမှုကောင်းတဲ့ပလေးမိတ်ကကစားသမားတယောက်ပါ။ကျွန်တော်ကလည်းဒီလိုကစားသမားမျိုးဆိုတော့မက်ဆီနဲ့အတူတူကစားရင်ကစားတဲ့နေရာထက်ကုန်ပါလိမ့်မယ်။ဒီတော့ရိုနယ်ဒိုနဲ့အတူတူတွဲကစားရတာကျွန်တော်အတွက်ပိုအဆင်ပြေမှာဖြစ်တယ်လို့ ရော်နယ်ဒိုနဲ့သာတွဲကစားခွင့်ရမယ်ဆိုရင်သူ့အတွက်ကျွန်တော်ကိုရီဖန်တီးပေးနိုင်မှာပါလို့ပြောပူခဲ့တာပါဒီဘရိုင်းကသူကိုယ်တိုင်ပြောခဲ့တယ်လို့ပဲဖန်တီးမှုကောင်းတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီးတော့မန်စီးတီးခေတ်ကောင်းစဉ်တိုက်စစ်မှုဟာလန်သွေးယူခဲ့တဲ့ကိုရီတော်တော်များဟာဒီဘရိုင်းရဲ့ဂိုးဖန်တီးမှုတွေကနေမြေပြားခံခဲ့တာပါလက်ရှိချိန်မှာတော့ရော်နယ်ဒိုဟာကမ္ဘာမှာသွင်းကိုအများဆုံးကစားသမားတူအဖြစ်ရပ်တည်နေတယ်လို့မက်ဆီကလည်းဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ်ရပ်တည်နေတာဖြစ်ပါတယ်အနာဂတ်တစ်နှစ်တစ်နှစ်မှာတော့မက်ဆီတီးအသင်းကနေဒီဘရိုင်းထွက်ခွာသွားတဲ့အချိန်မှာ သူတွေကစားချင်နေတယ်ရော်နယ်ဒိုရှိတဲ့အသင်းစီပြောင်းပြီးဒီဘရိုင်းနာနဲ့ရော်နယ်ဒိုအတွေ့ကိုမျက်ခင်းစိတ်မှအတူတူရှိနိုင်မလားဒီဘရိုင်းကကိုဖန်တီးပြီးရော်နယ်ဒိုကကိုသွင်းယူနိုင်နေတဲ့မြင်ကွင်းမျိုးမြင်နိုင်မလားမမြင်နိုင်ဘူးလားဆိုတာကတော့ပရိသတ်တို့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်